ါရှင်။တနင်္လာနေ့သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒွေဝက်ရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်းလုံးမြို့ပေါ်မှာဆီယနာရှင်တပ်ကိုတော်လိုင်းရဲတပ်တွေတိုက်ခိုက်တဲ့သတင်း။ကလားမြို့နာကတန်ရှင်ရွာကိုဆီယနာရှင်တပ်ကဂျက်တိုက်လေရင်နဲ့ပုံကျဲတဲ့အကြောင်း။ကော့တောင်းမှာရဲကြီးအုပ်ချုပ်ရေးမှူးတဦးနဲ့ပြည်စော်တီနှစ်ဦးပြစ်ခတ်ခံရပြီးသေဆုံးတဲ့သတင်း။ရေးမြောက်ပိုင်းမှာတိုက်ပွဲပြင်းထန်နေလို့ပြည်သူတွေစိတ်ရဲတတိရှိကြဖို့တိုက်တွန်းတဲ့အကြောင်း။ မဟာချိုင်မှာအလုံရောက်ဖို့ပွဲစားတွေကိုငွေပေးပြီးစောင့်နေတဲ့မြန်မာ130ကျော်အဖမ်းခံရတဲ့အကြောင်းစတဲ့တင်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။လောင်လုံးမြို့ပေါ်ကဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့ဆီယနာရှင်တပ်ကိုတော်လန်ရေးတပ်တွေကဒီကနေ့အောက်တိုဘာလ18ရက်နေ့မနက်6:00နာရီလောက်မှာတိုက်ခိုက်ခဲ့ပါတယ်။ ဒေါင်းလုံးမျိုးမဘလုံးကွင်းနဲ့ကပ်နေတဲ့အောင်တပြေဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့ဆီယနာရှင်တက်ကိုတိုက်ခိုက်တာကနေမိနစ်30လောက်နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တာလို့မြို့ခန်တွေကဆိုပါတယ်တိုက်ပွဲအတွင်းပြစ်ခတ်တဲ့လက်နက်ကြီးကြောင့်ညောင်ပင်လန်းစုံနာကနေရင်တချို့နဲ့စစ်တပ်တက်ဆွဲထားတဲ့အောင်တပြည်ဖုန်ကြီးကျောင်းဆောင်တချို့ထိမှန်ပျက်စီးတယ်လို့မြို့ခံတချို့ကပြောပါဗျာ။တိုက်ပွဲဖြစ်ပြီးနောက်နေ့လယ်ပိုင်းအထိဆေးရနာရှင်တပ်သားတွေနဲ့အရဲဝတ်ပြည်စော်ထီးတွေလောင်းလုံးမြို့ထဲခြေရှုံနေကြပြီးစစ်ဆေးတာတွေလည်းရှိနေတယ်လို့ဆိုပါဗျာ။ ဆရာနာရှင်တက်ဟာအခုပွင့်လင်းရသည်ကစပြီးအောင်တပြေဖုန်ကြီးကျောင်းမှာလာရောက်တက်ဆွဲနေထိုင်တာဖြစ်ပြီးလောင်းလုံးတူရဲ့သွားခရီးသည်တွေစီကအရမငွေကြီးတောင်းခံတာတွေလုပ်နေတယ်လို့ကာသမတချို့စီကသိရပါဗျ။ဒီနေ့ပြစ်ခတ်တက်ခိုင်းမှုကိုဘယ်တော်လင်းတက်ကလွှတ်ဆောင်ခဲ့လဲဆိုတာကိုတော့မသိရသေးပါဘူး။နှစ်ဖက်ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက် လောင်းလုံးမြို့ပေါ်မှာဆရာနာရှင်တက် drone တွေပြန်ဝဲနေတာကြောင့်လေကြောင်းတက်ခိုင်းမှုတွေကိုတတိထားကြဖို့လဲတော်လင်းတက်ဖွဲ့နဲ့နှိဆက်သူတချို့ကတတိပေးထားပါဗျ။ အော်တိုဘာလ10ရက်နေ့ကလည်းလောင်လုံးကနေထွက်လာတဲ့ဆီယနာရှင်တပ်ကိုလောင်လုံးတမင်ကြီးလိပ်ပြတပ်ဖွဲ့နဲ့ထဝယ်ခိုင်တပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။အဲဒီတိုက်ပွဲမှာဆီယနာရှင်တပ်ကဖမ်းထားတဲ့ဒေသခံ6ဦးထွက်ပြေးလွတ်မြောက်ခဲ့တဲ့အပြင်ဆီယနာရှင်တပ်ဘက်ကလည်း10ဦးသေဆုံးပြီးအခြားထိခိုက်ဒဏ်ရာရသူတွေလည်းရှိသေးတယ်လို့တပ်ပေါင်းစုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့အတူပါလာတဲ့ဆဲနာရှင်တပ်ခရမ်းတချို့ကိုလည်းတော်လှန်ရေးတပ်ဖက်ကတင်ဆက်ရောက်မိတယ်လို့ဒေသခံတွေတော်လှန်ရေးတပ်တွေနဲ့နှိစက်သူတွေရဲ့ပြောကြားချက်အရသိရပါဗျ။ပလောမြို့နာကတန်းရှင်းရောင်ကိုဆီယနာရှင်တက်ကဂျက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပလောမြို့ခံတွေစီကသိရပါဗျ။ အော်တိုဘာလ16ရက်နေ့မိုးလဲ့နှစ်နာရီခွဲလောက်မှာဆီယနာရှင်တက်ဟာဂျက်တိုက်လေယာဉ်နဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့ပြီးဆက်တဲ့နဲ့ပါပြစ်ခတ်ခဲ့တယ်လို့မြို့ခံတဦးကပြောပါရယ်ဆီယနာရှင်တက်တိုက်လေယာဉ်နဲ့ကြဲချတဲ့ဘုံကတန်းရှင်းရွာမှာရှိတဲ့ဥယျင်ခြံနဲ့ကြားရောက်ပောက်ကွဲခဲ့လို့လူနဲ့နေအိမ်တွေထိခိုက်မှုမရှိဘူးလို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါရယ်ပလောမြို့နဲ့သုံးမိုင်လောက်အကွာမှာရှိတဲ့တန်းရှင်းရွာကဒေသခံတချို့ဟာမကြခဏဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြပြီးတချို့ကလည်းရွာထဲမှာပဲနေထိုင်ကြတယ်လို့ဆိုပါရယ် ကော့တောင်မြို့နယ်လုံဖုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနယ်ပြည်စော်တီနှုတ်ဦးကိုဖမ်းဆီးခေါ်ဆောင်လာချိန်ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့ရလို့ကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစီကသိရပါဗါးအော်တိုဘာလ14ရက်နေ့မနက်7:00နာရီလောက်မှာလုံဖုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းမြင့်နဲ့ပြည်စော်တီကောင်းဆောင် UA ဆိုလို့ခေါ်တဲ့ကောင်းဖြူပြည်စော်တီဦးတပ်ဦးကိုလုံဖုံကျေးရွာကနေဖမ်းဆီးလာတဲ့လမ်းပိုင်းတနေရောင်မှာပြန်လည်ခုခံကြတဲ့အတွက်ရှင်းလင်းလိုက်တယ်လို့ကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတောင်းရင်ရှိသူကပြောပါဗါး လမ်းပိုင်းမှာပြန်လည်ခုခံနေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒိုဝဲဝက်ရှ်အနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။လုံဖော်ကျေးရွာအုပ်စုမှာလုံဖော်ရွာအပါအဝင်ကျေးရွာ9ရွာရှိပြီးဒေသခံတချို့ဟာပြူစောထီးတွေနဲ့ဆေးရနာရှင်တက်ကိုစက်ကြီးပေးပြီးမွေးရည်စေဝါရောင်းဝယ်ဖောက်ကောင်းမှုအများဆုံးလုပ်ကင်နေကြတယ်လို့ဆိုပါရတယ်။အဲ့ဒီအမျိုးသား၃ဦးပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးသူတို့ရဲ့မိသားစုဝင်တွေစီကိုဆက်သွယ်ဖို့စူးစမ်းနေဆဲဖြစ်ပါရတယ်။ မွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေလို့ပြည်သူတွေစိတ်ရင်းသတိရှိရှိနဲ့နေထိုင်သွားလာကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစုမှုထိန်းချုပ်ထားတဲ့ရေးမြို့နယ်မြောက်ပိုင်းဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆရနာရှင်တန်းနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အောက်တိုဘာလ10ရက်နေ့ကစပြီးအောက်တိုဘာလ18ရက်နေ့အထိတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာပါ။ဆီယနာရှင်တက်စစ်ကြောင်းဟာကျေးရွာရဲ့ကားလန်တစ်ဖက်တစ်ချက်မှာရှိတဲ့ရာဘာခြံတွေထဲပျောက်ကြောပုံစံနဲ့ကင်းပဝန်းနေကြတယ်လို့ဒေသခံတွေကပြောပါရတယ်။ ဒါကြောင့်ဒေသခံပြည်သူတွေတော်ထမ်းမသွားရဲလို့ခြံလုံငန်းတွေရပ်ထားရပြီးအချို့ကလည်းတခြားဒေသတွေကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါရယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်အထင်းနာနေတဲ့ဆီယနာရှင်တပ်ဟာအရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါရယ်။ဒါကြောင့်ရောင်မညမွန်တက်တော့ RMA အနေနဲ့ဒေသခံပြည်သူတွေစည်ရေးအသည့်တတိရှိရှိနဲ့နေထိုင်သွားလာကြဖို့မြစ်တာရခိုင်နဲ့အကြောင်းအောက်တိုဘာလ16ရက်နေ့ကထုတ်ပြန်တိုက်တွန်းထားတာပါ။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစုမှုထားတဲ့ရင်းမြစ်နယ်မြောက်ပိုင်းအမတ်ရှိပြည်တော်စုလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အင်အား400နဲ့500ကြာရှိတဲ့ဆီယနာရှင်တပ်ဟာစစ်ကြောင်း၃ကြောင်းခွဲပြီးတန်ဖြူစီရဲမြို့နယ်အစက်ထိစစ်ကြောင်းထိုးနေတယ်လို့ဆိုပါရတယ်။စစ်အနာရှင်တပ်စစ်ကြောင်းကိုမွန်ပြည်တော်လှန်ရေးတပ်ရေးပြည်သူကောက်ွယ်ရေးတပ်ရမညမွန်တပ်တော် KNL တရင်29တက်ခွဲတက်ဗျူဟာ33ဒေါနာချီမွန်ရေးတက်ခွဲနဲ့တပင်ရွှေတိပူပေါင်းတပ်တို့ကတိုက်ခိုက်နေတယ်လို့တော်လှန်ရေးအင်အားစုတွေစီကသိရပါဗျာ။ ထိုင်းနိုင်ငံစမုတ်စခွန်ခရိုင်မဟာချိုင်ဒေသမှာတရားမဝင်နေထိုင်နေတယ်ဆိုပြီးမြန်မာနိုင်ငံသား130ကျော်အဖမ်းခံရတယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်နေ့ညနေပိုင်းကစမုတ်စခုံမြို့ခုတ်ခန်းဒေသအဆောက်အုံတစ်ခုမှာတရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းလာဝါကနဲ့ညွန်ကြားရေးပူးပေါင်းအဖွဲ့တွေကဖမ်းဆီးခဲ့တာပါမြန်မာနိုင်ငံသားတချို့မှာနိုင်ငံကူးလက်မှတ်တွေရှိပေမဲ့ပြည်ဝင်ခွင့်ဗီဇာတို့မရှိတဲ့အပြင်တချို့မှာတော့စာရွက်စာတမ်းတွေလုံးဝမရှိတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါဗျာ ပွဲစားတွေကမြန်မာနိုင်ငံသားတွေကိုစိတ်ယုံမှအလုံးဝင်နိုင်ဖို့မဟာချိုင်မှာရှိတဲ့အင်တာဆောင်းမှာစောက်ခိုင်းပြီးတဲ့နောက်ပြန်မလာတော့ဘူးလို့မြန်မာတွေကထွက်ဆိုထားပါဗျ။မြန်မာနိုင်ငံသားတွေဟာစိတ်ယုံမှအလုံးလုံးဖို့အတွက်ပွဲစားတွေကိုဗတ်လေးတောင်းအထိပေးချေထားပြီးဖြစ်တယ်လို့ထွက်ဆိုထားပါဗျ။လက်ရှိမှာတော့မြန်မာနိုင်ငံသားတွေကိုစမုတ်စခွန်ရဲစခန်းမှာဖမ်းထားပြီးဥပဒေအရအရေးယူပြီးရင်နေရပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြပါဗျ။ ဒါအပြင်တရားမဝင်နေထိုင်သူတွေကိုနေထိုင်ပို့ဆောင်ရေးအတွက်ကုညီဆောင်ရွက်ပေးသူတွေကိုလည်းဥပဒေအရအေးအေးယူနိုင်ဖို့အတွက်ဆက်လက်စုံစမ်းသွားမှာဖြစ်တယ်လို့ဆိုပါရယ်။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwell Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။